အလုံးသိကြတဲ့အတိုင်းဝူဟန်မြို့ရဲ့တခွဲခန်းထုတ်တဲ့ကိုဗစ်ပိုးကြောင့်ကမ္ဘာမှာလူဦးရေ9မီလီယံကျော်လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။အခု2025မှာ ကိုဗစ်မျိုးကွဲဖြစ်တဲ့ XEC virus ပေါ်ပေါက်လာပြန်ပါပြီ။ XEC ကတာမန်ကိုဗစ်ပိုးထက်9ဆလောက်အင်အားကြီးပါတယ်။အခုလော်တော့စဲထိုင်းနိုင်ငံ မကောက်မြို့မှာလျှင်မြန်စွာကူးစက်နေပါတယ်။ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါထိန်းချုပ်နိုင်အောင်စ조사လုပ်ဆောင်နေရပါတယ်။ចောင်းသားတွေအကြောင်းအုပ်စုလိုက်ကူးစက်မှုတွေရှိမရှိအနည်းငယ်စောင့်ကြည့်ကြဖို့ចောင်းတီးတီးကိုဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။ထိုင်းနိုင်ငံအတွင်းကိုဗစ်ရောဂါတွေ့ရှိတဲ့လူနာ3300နဲ့30ဦးရှိလာပြီးတော့ဘန်ကောက်မြို့မှာကူးစက်ခံရသူ6000ကျော်ရှိလာကြောင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနကမေလ21ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံရဲ့ကိုဗစ်လူနာဦးရေက မေလ17ရက်မတိုင်ခင်မှာ16000ကျော်ပဲရှိခဲ့ရာကနေမေလ17ရက်နေ့မှ18ရက်အတွင်း33030ဦးအထိနှစ်ဆ2လာခဲ့ခြင်းဖြစ်ပါတယ်။ဘန်ကောက်မြို့မှာရောဂါပိုးတွေးရှိသူ6290ဦးရှိပြီးတော့ချွန်ဘူရီမှာ2593ဦး၊ရယောင်းမှာ1680ဦး၊နွန်ဒပူရီမှာ1482ဦးနဲ့ဆာမွန်ပရာဂန်မှာ1442ဦးရှိနေပါပြီ။ ရောဂါကူးစက်ခံရသူအများစုမှာအသက်30မှ39နှစ်ကြားရှိသူတွေဖြစ်ပြီးတော့သူတို့တွေက28ဦးဟာတည်ဆုံးခဲ့ပါတယ်။ကလေးတငယ်တွေထဲမှာလည်းအဆိုပါဗိုင်းရပ်ပိုးအသစ်ကြောင့်ဖျက်နာမှုများပြားနေတယ်လို့သိရပါတယ်။လင်းမြစာကူးစက်လွယ်တဲ့ HCC မျိုးကွက်အသစ်ဟာလက်ရှိမှာတည်ဆုံးနှုန်းမှာနည်းပါးနေတော့လဲကျိုးတင်ကာကွယ်မှုမှာပြုလုပ်ရန်အရေးကြီးကြောင်းကျန်းမာရေးဌာနကပြောကြားထားပါတယ်။ထိုင်းနိုင်ငံယောဂထိန်းချုပ်ရေးဦးစီးဌာနက ထားနာခြင်းချောင်းဆိုးခြင်းလက်ချောင်းနာခြင်းတို့မဟုတ်မောပန်းနှဲ့ခြင်းစတဲ့လက္ခဏာတွေပေါ်လာရင် max နှာခေါင်းစည်းဝှစ်ဆင်ဖို့နဲ့ covid test kit covid ဆစ်ဆေးရေးကိရိယာကိုချက်ချင်းအသုံးပြုဖို့အကြံပြုထားပါတယ်။ဒီ covid မျိုးကွဲအသစ်ကိုထိုင်း၊စင်ကာပူ၊ဟောင်ကောင်နဲ့အိန္ဒိယနိုင်ငံတွေမှာတွေ့ရပါတယ်။ဧပြီလကုန်မှာစင်ကာပူနိုင်ငံရဲ့ covid လူနာဦးရေဟာ 11000နဲ့တရားနေပြီးတော့အခုမေလမှာ14000နဲ့200အထိ28ရာခိုင်နှုန်းတက်လာပြီးတော့ဆေးရုံတက်ရတဲ့လူနာအရေအတွက်ကလည်း30ရာခိုင်နှုန်းအထိတိုးလာပါတယ်။တရုတ်နိုင်ငံဟောင်ကောင်မြို့မှာတော့ကိုဗစ်လူနာဦးရေ1000ကျော်တိုးလာပြီးတော့ထိုသူများအနက်မှ31ယောက်ကသေဆုံးခဲ့ပါပြီ။ကမ္ဘာပေါ်မှာကိုဗစ်ကာကွယ်ဆေးထုတ်တဲ့နိုင်ငံ6နိုင်ငံတည်းကတခုအပါဝင်ဖြစ်တဲ့အိန္ဒိယတောင်မှာ ိုဗစ်ပိုးအသစ်ကိုကာကွယ်ဆေးထိုးပြီးတော့ပြည်ထောင်စာထိန်းချုပ်နေတဲ့ဂျာကနေပြီးစုစုပေါင်းလက်ရှိဖြစ်ပွားမှုအားဆိုရင်2025မေလလဆန်းမှမေလ25ရက်နေ့အတွင်းလူနာဦးရေ259ရောက်ရှိခဲ့ပြီးတော့၎င်းအနက်မှ9ရောက်အသက်ဆုံးရှုံးခဲ့ရပါပြီ။အိန္ဒိယနိုင်ငံအတွင်းကလူအများစုကယောဂလက္ခဏာပြနေလေအိမ်ထဲမှာပဲကူးတနေတာကြောင့်ကျန်းမာရေးအဖွဲ့အစည်းတွေကစိတ်ယုံသွားပြီးကူးတမှုခံယူရန်ပြည်သူတွေကိုလှုံ့ဆော်နေကြပါတယ်။ယောဂမဖြစ်အောင်ဘလို့တွေအကောင်းဆုံးကာကွယ်တင်ပါတယ်။ mask တေချာတက်ပါလက်ကိုဆက်ပြနဲ့စက္ကန့်20လောက်တေချာဆင်အောင်ဆေးပါတယောက်နဲ့တယောက်6ဝေခွာနေပါတစ်ခုခုကိုထီပြီးတိုင်းပိုးသက်ဆေးနဲ့ဖျန်းတာမျိုးလက်တန့်ဆေးသုံးတာမျိုးလုပ်ပါချူလာလန်ခွန်ဆေးရုံထိုင်းနိုင်ငံကနေထုတ်ပြန်ထားချက်အရဒီဗီဇပြောင်း COVID-19 ကူးစက်ခံရရင်နေရအလိုက်ဘလို့လက္ခဏာတွေထူးခြားလာနိုင်တယ်လဲဆိုတာကိုဆက်လက်တင်ဆက်ပေးပါမယ်အစောပိုင်းကာလတရက်ကနေ3ရက်အတွင်းမှာရိုးရိုးအေးအေးမိခြင်း လဲချောင်းနေနေနာချင်းလောက်ပဲရှိတတ်ပြီးတော့ဖြားနာတာလုံးမဖြစ်သေးပဲပုံမှန်အတိုင်းပဲရှိနေပါမယ်။အလဲအလက်အပိုင်းခြားကာလဖြစ်တဲ့၄ရက်ကနေ၅ရက်အတွင်းမှာတော့အာသီးရောင်ပြီးလဲချောင်းနာတာပိုဆိုးလာနိုင်တယ်။ကိုဘူးချိန်ကပုံမှန်36.5ဒီဂရီဆက်စီရက်ကနေပြီးတော့36.9ဒီဂရီဆက်စီရက်လောက်ကိုရောက်လာနိုင်ပြီးတော့အစာမျိုးချားရခတ်တာခေါင်းကြိုက်တာ အစာအိမ်လေးထပြီးနည်းနည်းမိုးရေရာမျိုးတွေပါတွေ့ရတတ်ပါတယ်။ပြင်းပန်းနှမ်းနယ်တာအစစ်အမိကိုက်ခဲတာတွေလည်းစလာတတ်ပါတယ်။ ။နောက်ပိုင်းရက်တွေဖြစ်တဲ့6ရက်ကနေ9ရက်အတွင်းမှာတော့ကိုအပူချိန်က38ဒီဂရီဆယ်စီယက်အထက်ကိုတိတိတတ်တမြင့်တက်လာပြီးတော့ချောင်းကျောက်တွေဆိုးတာလေချောင်းနာကျင်တာအိုင်အိမ်ကုန်ခန်းပြီးတော့မောပန်းနန်းနေတာတွေဖြစ်လာပါလိမ့်မယ်။38ဒီဂရီဆယ်စီယက်ကနေ38ဒီဂရီဆယ်စီယက်အထိဖျားလာနိုင်ပြီးတော့အသက်ရှူရတာအခက်အခဲဖြစ်တာခြေချောင်းတွေနာကျင်တာဝမ်းလျှောအော့အန်တာတွေပါကြုံလာနိုင်ပါတယ်။ကိုရဲ့မြောင်းနေမှာယောဂအခြေအနေမထူးကြပဲ အပြင်းအထန်ဖျားပြီးတော့အသက်ရှူရခတ်နေပြီဆိုရင်တော့သွေးစစ်ပြီးရင်ကောင်းတက်မှရိုက်ဖို့လုံးဝလိုအပ်နေပါပြီ။တင့်မှာဒီလိုယောဂလက္ခဏာတွေတဲကတခုခုခံစားရပြီဆိုတာနဲ့ဘာမှမဆောင်ဆိုင်ပဲနဲ့တကြွနဲ့ဆရာဝန်တွေဒါမှမဟုတ်နီးစက်ရာဆေးရုံဆေးကန်းတွေကိုအမြန်ဆုံးတွားရောက်ပြတာပြီးတော့စစ်စစ်ကုသမှုခံယူဖို့ကိုတော့လုံးဝမမေ့ပါနဲ့လို့အထူးမှာကျင်ပါတယ်။အားလုံးကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါရစေဗျာ။